ရှင်ဟော့ဗော့မြန်မာ channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရိသတ်တွေအတွက်ကျမရင်းနဲ့ဘုဒ္ဓတရားဝေယအကြောင်းတွေကိုတက်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ကျမရဲ့တက်ဆက်မှုကိုမစခင်မှာပျော်လီကိုကြည့်ရှုတဲ့အခါမှာလည်းပြပန်လေးချိန်ပြီးတော့ကြည့်ရှုပေးကြပါဦးနော်။ဒီကနေ့မှာတော့မိန်းကလေးတွေဖြစ်တတ်တဲ့ဟော့မုန်တက်မိငင်းများခြင်းရဲ့လက္ခဏာများကြောင့်ကိုတက်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။စိတ်မတည်မငြိမ်ဖြစ်နေလို့လားနေထိုင်မကောင်းဖြစ်နေလား ဒါဆင်တော့စဉ်းစားစရာအကြောင်းတခုရှိပါတယ်။အဲ့ဒါကတော့ခန္ဓာကိုယ်မှာရှိတဲ့ဟော်မုန်းတက်ပါပဲ။ဟော်မုန်းတက်ကိုကျမတို့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ endocrine ဆိုတဲ့ဟော်မုန်းစနစ်နဲ့ဖန်တီထားပါတယ်။စာလောင်ခြင်းနဲ့ဇီဝဖြစ်စဉ်တွေလိုအခြေခံကိစ္စတွေကစပြီးခံစားချက်စိတ်အခြေအနေလိုပို့ပြီးရှုပ်ထွေလာတဲ့ဖြစ်စဉ်တွေအထိခန္ဓာကိုယ်လောက်ဆောင်ချက်အများစုကိုထိန်ပါတယ်။ရွှေစည်းလိုပဲဟော်မုန်းတက်တွေက မတည်မငြိမ်တက်လိုက်ကျလိုက်ဖြစ်တတ်ပါတယ်။ ဟော်မုန်းဓာတ်တွေတက်လိုက်ကြလိုက်နဲ့မတည်မငြိမ်ဖြစ်ခြင်းကကိုယ်လေးချိန်တက်ခြင်းကြာခြင်းစိတ်အခြေအနေမတည်ငြိမ်ခြင်းတွေရဲ့အကြောင်းရင်းဖြစ်နိုင်ပါတယ်။ခန္ဓာကိုယ်မှာဟော်မုန်းအမျိုးအစားအများကြီးရှိပါတယ်။တချို့ဟော်မုန်းဓာတ်တွေဟာအမျိုးသမီးရဲ့နေစဉ်ကျန်းမာရေးမှာအထူးကခန္ဓာအနေနဲ့ပါဝင်ပါတယ်။ဟော်မုန်းဓာတ်တွေညီမျှမှသာကျမတို့ရဲ့ခန္ဓာကိုယ်ကနေလို့ထိုင်လို့ကောင်းပါပါ။ကျမတို့ခန္ဓာကိုယ်မှာရှိတဲ့ဟော်မုန်းဓာတ်တွေမညီမျှမှုတွေဖြစ်လာတဲ့အခါ အဖြစ်များဆုံးလက္ခဏာရတစ်ခုကိုစာဖတ်ပရိသတ်တွေသိရှိစေဖို့မျှဝေပေးလိုက်ရပါတယ်။ရာသီလချိန်မမှန်ချိန်အိမ်မပြောချိန်ဝကြံခဏခဏပေါက်ချိန်ကောင်းမကြည့်ချိန်ပင်မနှွန်လျချိန်အစာချေပြဿနာတွေရှိလာချိန်ဆိုရင်ပူပန်ချိန်စိတ်တကြခြင်းတွေခံစားချိန်စိတ်ကနာမငြိမ်ဖြစ်ချိန်ခဏခဏစားလောင်ချိန်ကိုလေးချိန်တက်ချိန်ရာသီလကနေတုံမဟုတ်ရာသီလချိန်အတွင်းကောင်းကတ်ချိန်တိုင်အိမ်လမ်းကြောင်းချိန်ဆက်ချိန် အယိုးပယောဂရှိလာခြင်းစပင်တွေပါလာခြင်းကလေးမရနိုင်ခြင်းရင်ကြုံပန်းတုံဖြစ်ခြင်းတချို့ဟော်မုန်းတက်မငြိမ်များခြင်းကစေတောက်ဖို့လိုအပ်နိုင်ပေမယ့်နေထိုင်မှုပုံစံပြောင်းလဲခြင်းနဲ့လည်းဟော်မုန်းတက်ညင်မြအောင်လုပ်လို့ရပါတယ်။ဂျမရီနဲ့ညင်ညွတ်အောင်စားတော့တော့ပုံမှန်ကုလတ်လှောက်ရှာမှုလေးခြင်းကံဖြစ်လို့ပြတာအေယဝဝအိဆက်ဓာရီကဟော်မုန်းတက်မငြိမ်များမှုတွေဖြစ်မလာအောင်ထိန်းပေးနိုင်မှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင့်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအရာကတော့ မိန်းလေးတွေမှာဖြစ်တတ်တဲ့ဟော်မုန်းဓာတ်မြင်များခြင်းရဲ့လက္ခဏာများကြောင့်ကိုတင်ဆက်ပြသွားကြရပဲဖြစ်ပါရဲ့ရှင်။ပိတ်တဲ့ရင်နေနဲ့ဒီဗီလေးကိုကြည့်ရှုပြီးတော့သိရှိနားလေပြီးတော့စင်ချဲတရေပြုနေထိုင်ကြပါစေလို့ဆန္ဒပြုနေ။ဒီကနေ့ရဲ့ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အဆုံးတရားပြီးနားဆင်ပေးတဲ့အတွက်လည်းကျေးဇူးများတင်ပါရရှင်။နောက်ကြောင့်ဒီနေ့တူပြန်လာခဲ့ပါမယ်။